ဒိုင်ယောဗီယာရောအစ်စ်ပေးခဲ့ပေမဲ့ချန်ပီယံဖြစ်မဲ့အာဆင်နယ်ကိုဘယ်သူမှမတားဆီးနိုင်ခဲ့ပါဘူး။အာဆင်နယ်ကတော့သူတို့ရဲ့နာမည်တိုင်းအာမချဘူး၊နေမြေဘူး၊ဆင်ရမပေးဘူးဆိုတဲ့အတိုင်းဒါမှမကကွဲရဒိုင်ယောဗီယာရောပါလာခဲ့ရတော့မှချန်ပီယံလောင်းချိန်ဆွမ်းမျိုးနဲ့နျူကာဆယ်အသင်းကိုအဝေးဘက်မှနိုင်ဝဲရောက်နိုင်ခဲ့ပြီဖြစ်ပါရင်။ပြောရမယ်ဆိုရင်ဒီအားဒီအာဆင်နယ်အသင်းရဲ့ယာတီအဖွင့်ပွဲအစဉ်တွေကိုကြည့်မယ်ဆိုရင်သူတို့အသင်းကိုချန်ပီယံလောင်းဟုတ်မဟုတ်စစ်ဆေးနေသလားတော့ထင်မှတ်ရပါရင်မန်စီးတီး၊လီဗာပူး မန်ချက်စတာယူနိုက်တက်နျူကာဆယ်နဲ့ရာသီအစ6ပွဲမှာတင်စတိုက်တွေ့ဆုံနေခဲ့ပြီးတော့မန်ယူနိုက်တက်ကိုအနိုင်မန်စီးတီးကိုတေးလီဗာပူးကိုရှုံးနဲ့အခုနျူကာဆယ်ကိုထပ်ပြီးတော့အနိုင်လိုက်တာဖြစ်ပါတယ်လက်ရှိမပြေးစရာရည်တိမှုကိုသွားကြည့်မယ်ဆိုရင်အာဆင်နယ်အသင်းဟာထိတ်ဆုံးအောင်အဥ်ဆောင်နဲ့လီဗာပူးအသင်းနဲ့နှစ်မှတ်ပဲကွာရတာဖြစ်ပါတယ်ဒါကဒီပွဲစဉ်ကအာဆင်နယ်အသင်းအနေနဲ့တေးတမတ်ဓမ္မမဟုတ်ရှုံးသွားနိုင်တဲ့အနေထားပါဘာကြောင့်လဲဆိုတော့တစ်ဖက်ကနျူကာဆယ်အသင်းရဲ့ဘက်မှာ VAR ရောကွင်းလွန်နိုင်မှာရှိနေခဲ့တာပါဒါပေမဲ့ချန်ပီယံလောင်းအသင်းဆိုတော့လေပွဲချိန်နောက်ဆုံးမိနစ်တိမဆုံးမိနစ်ဇွဲလုံးလောက်ကိုပြသခဲ့ပြီးတော့ ။နောက်ဆုံးမှာတော့အဖိုးတန်အနိုင်သုံးဖက်ကိုရရှိခဲ့တာဖြစ်ပါရင်ဒီဝဲစင်မှာပွဲရလန့်ထက်အဓိကပြောစရာဖြစ်ခဲ့တာကတော့အာဆင်နယ်ပြည်တိုက်ဆက်မှုယောခရက်ကိုနျူကာဆယ်ကလမနစ်ပုတ်တားဆီးပုံကြမ်းတမ်းခဲ့တဲ့ကိစ္စပါ။ဒီကိစ္စမှာအာဆင်နယ်အသင်းနဲ့ပယ်နယ်လီရခဲ့တင့်ပေမဲ့လည်းကွင်းလိုက်တဲ့ဗီယာကပယ်နယ်လီအဖြစ်သတ်မှတ်ပေးသွားခဲ့တာမဟုတ်ပါဘူး။ ညကဆန်တင်ကတော့ပွဲချိန်34မိနစ်နဲ့ဥဆောင်ရရှိသွားခဲ့ပြီးတော့ဒါကဘာနဲ့နေစင်ဂေါ်ဒန်နဲ့တူနာရီတို့ဘေးယူလို့ပြီးကန်တင်ပေးတဲ့ဘောလုံးကိုဝါတာမာရီကကောင်းတိုက်ပြီးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။အဒီသွင်းကမှဆိုရင်လေဝါတာမန်ဒီယာဂါရီယာကိုတွန်းထားတာကြောင့်အာဆင်နယ်ဘက်ကဗီယာပြန်ကြည့်ဖို့တောင်းဆိုခဲ့ပေမဲ့ကွင်းနိုင်ကတော့ပယ်ချသွားခဲ့တာဖြစ်ပါတယ်။ဒါပြင်ကွင်းအတွင်းဆုံးဖြတ်ချက်တော်များများမှာဆိုရင်လေကွင်းနိုင်ဟာအင်းရှင်အနေဘက်ကိုအသာပေးနေတယ်လို့ထင်မြင်ခဲ့ရပါတယ်။အာဆင်နယ်နဲ့ဥဆောင်ရရခဲ့တဲ့အတိုင်းမထင်မဲ့နောက်ကနေလိုက်ကစားဖို့ဖြစ်သွားခဲ့တာပါ။ အဲဒီလိုနဲ့ဒုတိယပိုင်းမှာတော့အာဆင်နယ်အသင်းကနောက်ကျသွင်းဝင်တဲ့အတူစိန်ချင်ဘက်မှာညူကာဆယ်အသင်းကိုရှုံးကျွေးဆက်ခဲ့တာဖြစ်ပါတယ်။အာဆင်နယ်ကဒုတိယပိုင်းအစမှာတွင်ပရာဟိုင်းမှာမားရီလုခဲ့တဲ့မော်စကွဲအစားစားလီဘာကိုထည့်သွင်းခဲ့ပါတယ်။အဲ့တော့အဲ့လိုပဲမိနစ်80ရောက်မှာစာကာနဲ့ကာလာဖီရိုတွေကိုထုတ်ပြီးတော့မာတီနယ်လီနဲ့မေရီနိုကိုထည့်ပြီးတော့တိုက်စစ်ထက်မြင်ခဲ့ပါတယ်။အမိနစ်80ကျော်လာတဲ့အချိန်ခြေပါကိုမရနိုင်သေးတာကြောင့်ဇူဘီမန်နီအစားအိုဒီကပ်ပါထပ်ဝင်လာခဲ့ပါတယ်။အ84မိနစ်မှာတော့ဒီကလာရဲ့ဖျက်တင်ဘောကိုမေရီနိုကခေါင်းတက်ပြီးတော့ခြေပါကိုရောက်ပေးခဲ့တယ်။မိနစ်ကစင်ကြီးဘက်မှာနှစ်ပွဲကစားခဲ့ပေမဲ့ဂိုးပေါင်းမတည့်တဲ့အာဆင်နယ်လိုဆေးရထွက်သွားပြီးတော့ အနိုင်ကိုအတွက်ဆက်လိုက်ဖိတာခိစားခဲ့ပါတယ်အဲ့တော့88မိနစ်ရောက်မှတော့အာရီယာကထရော့ဆဲရဲ့နေရာမှာစကယ်လီကိုထည့်ပြီးတော့တိုက်စစ်တဲ့ခံစီကိုချိန်ကြီးလိုက်ပါတယ်အနိုင်ကိုနဲ့ဆက်လိုက်ဖိတာပေးနေတဲ့အာဆင်နယ်တို့နာကျင်ချင်းဘော6မိနစ်ရောက်မှတော့အနိုင်ကိုရရှိသွားခဲ့ပြီးတော့အော်ရီဂန်ထောက်ကန်ဘောကိုဂါရီယာကခေါင်းတိုက်ကအင်ရှင်တွေကိုအသေးခွဲလိုက်တာဖြစ်ပါတယ်အဲ့ပွဲပြီးမှဆိုရင်စာကာဟာကွင်းလိုက်တိုင်းတွေကိုလည်းဒဲဆော်သွားခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်အဓိကကတော့ယောဂရာရဲ့ပန်နယ်လေးကိုမဖေးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးဆာကာကပေါက်ကွဲနေတာဖြစ်ပါရင်ဆာကာကတိကျတော့ဗျာဒီဘက်မှာကျွန်တော်တို့ပြောချင်တဲ့အကြောင်းအရာအများကြီးရှိပါရင် ဥပမာအနေနဲ့ပြောရရင်ဆိုရင်တော့ပန်နတီပါကျွန်တော်ကြွတော့ဒါဖေးရတာရှိမယ်ဆိုရင်တေးတာတာပန်နတီပေးရမယ်ဖြစ်ရပါဒါပေမဲ့လည်းဒိုင်လိုကြီးနေတဲ့အချိန်ကြာကြီးဆုံးဖြတ်ရတာတော့မှရှင်းလင်းလင်းသိတာနေတဲ့အမှားကိုမဟုတ်ဘူးဆိုပြီးတော့ဆုံးဖြတ်ခဲ့ပါတယ်ဒီလိုအရာလေးတွေဒီလိုတေးတေးမှောက်မှောက်ကိစ္စတွေကကျွန်တော်တို့အများန်းကြုံတွေ့နေရတဲ့ကိစ္စပါဒါပေမဲ့ကျွန်တော်အထင်ဒီနေ့မှာတော့ကျွန်တော်တို့ဟာကျွန်တော်နဲ့ထိုက်တဲ့အရာတစ်ခုကိုအနိုင်ရရှိခဲ့ပါတယ်ဒါအတွက်ကျွန်တော်တို့အရန်ပြောနေပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်အဖေရဒိုင်လိုကြီးတွေကလည်းဘာကြောင့်ပန်နတီမပေးခဲ့တာနဲ့ပတ်သက်ပြီးတော့ပွဲပြီးမှဖြေရှင်းချက်ပေးလာခဲ့တာပါတယ် အရန်လူကြီးရဲ့ဆုံးဖြတ်ချက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ပြန်လည်သုံးသပ်ကြည့်ပြန်အောင်ဒီကဆယ်ရဲ့ဂိုသမားဟာဘောလုံးကိုထိပြီးတော့တံပံဖြတ်တော့မှုသာလုပ်ခဲ့တာကြောင့်နောက်ဆုံးဆုံးဖြတ်ချက်အနေနဲ့ပန်နရီမပေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့စင်မြင်ကြီးအာဆင်နယ်ကတော့ချန်ပီယံလောင်းချေဆွမ်းနဲ့ဆက်လက်ချီတက်နေစေဖြစ်ပါတယ်။အာဆင်တို့ဒီရာသီမှာချန်ပီယံဖြစ်အဝဲခံသွင်းရသွားနိုင်မလားဆိုတာကတော့ရာသီကုန်မှာဆက်လက်စောင့်ကြည့်ရပါဦးမယ်။